ားလုံးပဲမင်္ဂလာပါဇုံမီမာချဲတော်ကနေကြိုဆိုပါဤမြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရအောင်မေလ17ရက်2025ဖလန်းမြို့သိန်းတိုက်ပွဲအတွင်းကိုလက်အင်္ကာပေးဆက်ခဲ့ရတဲ့ရဲဘော်တွေအတွက်စေကူတာစီရိတ်လိုအပ် ချင်းပြည်နယ်ဖလန်းမြို့တိုင်းစစ်စင်ရေးအတွင်းထံရရရှိပြီးကိုလက်အင်ကဆုံရှုံခဲ့ရတဲ့ရဲဘော်တွေကိုခြေတုလက်တုနာကြာကရိယာတွေတက်ဆင်ပေးနိုင်ရေးအတွက်အမေရိကန်ဒေါ်လာတသိန်းခန့်လိုအပ်နေတယ်လို့ချင်းညီနောင်ရရှိတွေကပြောခဲ့ပါသည်ဖလန်းမြို့တိုင်းတိုက်ပွဲအတွင်းပြုလုပ်တဲ့ဒဏ်ရာရချင်းညီနောင်သူရဲကောင်းတွေနဲ့မဟာမိတ်တွေအတွက် ရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာစီရေးကော်မတီအတွင်ရေးမှူးချင်းမျိုးသားကာကွယ်ရေးတက် CNDF ပြန်ကြားရေးမှူးစလိုင်းတင်မီကအခုလိုပြောလိုက်ပါသည်ဖလန်းမျိုးသိန်းစစ်စင်ရေးအတွင်ချင်းညီနောင်တပ်ဖွဲ့သူညာရင်ရဲဘော်90ကျော်နဲ့မဟာမိတ်တော်လန်ရေးတပ်ဖွဲ့တွေက စုစုပေါင်းတော်လန်ရေးရဲဘော်90ဦးဝန်းကျင်တန်းရာရရှိခဲ့ပါသည် ံရရရဲဘော်တွေထဲမှာခြေလက်ဖြတ်တောက်ခဲ့ရသူအကြအာယုံ ထိခိုက်ခဲ့သူတွေနဲ့မျိုးလုံးထိခိုက်မိလို့မျက်မမြင်ဖြစ်သွားသူတွေပါရှိနေပြီးသူတို့အတွက် ခြေထုလက်တုနဲ့နာကြာကရိယာတွေပြုလုပ်ပေးနေတယ်လို့ဆိုပါသည်။ဒဏ်ရာရတဲ့ရဲဘော်တွေထဲမှာခြေထောက်လက်ဖြတ်ရတဲ့သူတွေရှိသလိုတချို့ကမျက်မမြင်သူတွေလည်းရှိပါတယ်။တချို့ကနားမကြားတဲ့သူတွေလည်းရှိတယ်။ဖလန်းတိုက်ပွဲမှာပဲဒဏ်ရာရရဲဘော်တွေအတွက်ကုန်ကြစည်လိုအပ်တဲ့ဟာက အမေရိကန်ဒေါ်လာတသိန်းလောက်ရှိပါတယ်သူတို့ရဲ့ခြေထူးတက်ဖို့အကုန်လုံးမိဘပြည်သူများအနေနဲ့ထောက်ပို့ပေးဖို့ရန်ဒီကနေမြစ်တာရက်ခံပါတယ်လို့စလိုင်းတင်မီကပြောခဲ့ပါသည်ဒန်ယာယရဲဘော်အများစုရဲ့အသက်အရွယ်ဟာ16နှစ်20နှစ်25နှစ်ဝန်းကျင်တွေ ဖြစ်တယ်လို့ဆိုပါညီး ချင်းညီနောင်ဟာဖလန်းမတူပြီးမင်းတက်ကံပက်လက်မျိုးနယ်တွေကိုတင်ပိုက်ထားပြီး မကြမီမှာတီးတိမ်မျိုးတင်းစစ်စင်ရေးကိုဆင်နွှဲမယ်လို့ပြောထားပါသည် အကျန်းဖက်စစ်ကောင်စီခမရ968တည်ရင်ဌာနချုပ်ကိုတင်ပိုက်ရရှိ မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမှတ်၁စစ်စင်ရေးနယ်မြေနှင့်အမှတ်၂စစ်စင်ရေးနယ်မြေတို့၏အစီအစဉ်ကရင်မျိုးသားအစည်းအရုံးတပ်မဟာ၃ပူးပေါင်းပါဝင်မှုဖြင့်၂၀၂၅ခုနှစ်မေလ၈ရက်ကပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချေတောက်ကျေးရွာရှိအကျန်းဖက်စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ968တပ်ရင်းဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လေဒီကိုင်းတိုက်ပွဲမှာပွိုင်52 85 9ပွင့်80မမ60မမလက်နက်ကြီးများပါဝင်လက်နက်မျိုးစုံ83လက်ဂျန်မာ73လုံးနှင့်ခေရန်များတင်စီရမိခဲ့သည့်တူအပွဲတွင်ရန်သူရုပ်အလောင်း30ဦးတွေ့ရှိရပြီးစစ်တုံးပန်း6ဦးနှင့်မိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့်စစ်ကောင်စီတပ်ရင်းမှုအပါဝင်ရာရှိများနှင့်တပ်သား50ဦးခန့်စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပါသည် ဤစစ်စင်ရေးတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SWF အထူးလှုပ်ရှားဗျူဟာအမှတ်၁စစ်စင်ရေးနယ်မြေဗျူဟာ28မှနဂါးဖြူတက်ရင်တောင်ညိုတက်ရင်8805တက်ရင်8800တက်ရင်ဒေါနာတက်ရင် Southern Eagle တက်ရင် SWO တက်ရင် Yongni Drone 2တပ်ဖွဲ့ Cloud Wings ဒရုန်းထူတက်ဖွဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့များမွန်ပကဖတိုက်ခိုက်ရေးအဖွဲ့များအမှန်နှင့်စစ်စင်ရေးနယ်မြေဖြူဟာ20မှ3904တက်ရင်9100တတက်ရင်ရန်ကုန်ဖြူဟာစစ်ကြောင်းပဲခူးတိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့များ GDF တက်ဖွဲ့များဖြစ်သော GARF UDF Rocket နှင့်ဒရုန်းတက်ဖွဲ့များပူးပေါင်းပါဝင်ခဲ့ကြပါသည် ကိုကန်တက်မရော MNDA နဲ့ရှမ်းတက်မရောအစားပေးပေးတို့အကြားဖြစ်ပွားနေတဲ့နေမြေအငင်းပွားကိစ္စဆေးနွေးမှုမအောင်မြင်လို့နှစ်ဖက်လုံးကအထိုင်ချတက်စခန်းဂိတ်တွေမှာလူအင်အားထပ်ဖြည့်ထားနေတယ်လို့စုံစမ်းသိရှိရပါသည်ဆွေနွေးပွဲအပြီးတစ်ဆယ့်ရက်အကြာမှာကိုကန်တက်ဘက်က လေကြီးကန်းတို့အထိုင်ချတက်စခန်းတွေမှာလူအင်အားထပ်ဖြည့်တာအသွာလာလှုပ်ရှားမှုလုပ်တာတွေတွေ့မြင်ရတယ်လို့မြေပြင်အခြေအနေသိရှိသူတဦးကပြောပါသည် အင်းအားဘလောက်ထက်ဖြည့်ထားလဲဆိုတာတော့အတိအကျမပြောနိုင်ဘူး။ရာကနန်းလဲဆယ်ကနန်းထိဖြစ်နိုင်တယ်ဟု သိရပါသည်။ဒီဘောနဲ့လာရှိုးကြမှာ reserve PP ဂိတ်အနည်းဆုံး3ဂိတ်ရှိပြီးအဲ့ဒီဂိတ်တွေမှာလဲ spec ပတ်ကလဲလူအင်းအားထက်ဖြည့်ထားတာရှိနေကြောင်းကိုနောက်ထပ်သတင်းရင်းမြစ်တူကပြောပါသည်။ပြီးခဲ့တဲ့ April 28ရက်နဲ့29ရက်မှာဒီဘောလာရှိုးကြရှိ နမ်မာဟန်နာရွာမှာ MNDAA နဲ့ SSBP ထိတွေ့မှု၈နေရာရှိပြီးနှစ်ဖက်ထိုးကျိမ်းမှု24နေရာအထိ ရှိခဲ့ပြီးနှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြသလိုရှမ်းမြောက်မှာ2029စစ်စင်ရေးနောက်ပိုင်းတိုင်းရင်းသားလက်နက်ကင်ကြားနေမြေအငင်းပွားမှုမကြာခဏဖြစ်ပွားနေပါသည် လေးရက်ကြာနေဆက်ဖြစ်ကျော်တိုက်ခိုက်မှုဖြစ်ပြီးနောက်အပြစ်ခတ်ရစဲရေးကိုသဘောတူလိုက်ကြပြီးဖြစ်ကြောင်းအိန္ဒိယနှင့်ပါကစ္စတန်တို့ကပြောကြားကြသည်တောင်အာရှနှစ်နိုင်ငံကြားအပြစ်ရသည့်တရင်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က E-Truth ဆိုရှယ်မီဒီယာပလက်ဖောင်းတွင်ကြေညာခဲ့ပြီးရင်းသဘောတူညီချက်အတွက်အမေရိကန်ကကြားဝင်ဆေးဆက်ပေးခဲ့ကြောင်းပြောသည် ပါကစ္စတန်နိုင်ငံသားရေးဝင်ကြီးကလည်းနောက်ပိုင်းတွင်သဘောတူညီချက်ရရှိကြောင်းအတည်ပြုခဲ့ပြီးယင်းအတွက်တန်ခင်းတမန်ခင်းတွင် နိုင်ငံပေါင်း30ကျော်ပါဝင်ပတ်သက်ခဲ့ကြောင်းပြောကြားခဲ့သည်။သို့ရာတွင်ယင်းသို့ကြေညာချက်ထွက်ပေါ်ပြီးနိုင်ီပိုင်းအတွင်းမှပင်အိန္ဒိယဘက်ခြမ်းကက်ရှမီးယားဒေသမြို့ကြီးများဖြစ်သောစရီနဂါနှင့်ဂျမ်မူးတို့တွင်ပောက်ကွဲတံများနှင့်ကောင်းကင်ယံဝင်လက်သွားခြင်းများအကြောင်းဒေသခံများနှင့် သတင်းထောက်များကပြောကြားကြသည်ပြီးခဲ့သည့်နိုင်ရီနှဲငယ်အတွင်းသဘောတူညီမှုကိုအကြိမ်ကြိမ်ချိုးဖောက်မှုရှိခဲ့ပြီးယင်းကိုအိန္ဒိယကတင်းတင်းစွာတုံ့ပြန်ခဲ့ကြောင်းနှင့်ယင်းချိုးဖောက်မှုများအားပါကစ္စတန်ဘက်ကကင်တွယ်ဖြည့်ရှင်းသွားရန်တိုက်တွန်းကြောင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးပီကရန်ကပြောသည် အချို့နေရာများတွင်အိန္ဒိယဘက်ကကျူးလွန်သောချိုးဖောက်မှုများရှိနေသောညာလေပါကစ္စတန်ကအပြစ်ခတ်ရစဲရေးအားတစ္ဆာရှိစွာအကောင်အထည်ဖော်ရေးကိုပိုင်းဖြတ်ထားစေဖြစ်ကြောင်းနှစ်ဖက်တင့်တော်သောအဆင်ဆက်သွယ်မှုများဖြင့်ဖြည့်ရှင်းတင်ကြောင်းနှင့်မြေပြင်မှတပ်ဖွဲ့များကလည်းချုပ်တဲမှုပြသတင်ကြောင်းပါကစ္စတန်နိုင်ငံသား၏ပြောခွင့်ရသူကလည်းထုတ်ပြန်ပြောကြားသည်ယူကရိန်းကတနင်္လာနေ့မှစာရီရုရှားနှင့်ရပ်ပေါင်း30အပြည့်ရဲ့ရန်အသင့်ဖြစ် ယူကရိန်းနိုင်ငံသားရေးဝန်ကြီးကန်ဒရီစီဗီယာကတနင်္လာနေ့မှစတင်၍ရုရှားနှင့်ရပောင်း30အပြစ်ခတ်ရစဲရေးအတွက်အစဉ်သင့်ဖြစ်နေပြီဟုပြောကြားခဲ့သည်ယူကရိန်းကိုထောက်ခံသည့်ဂျီတိန်နှင့်ပြင်သစ်တို့ကဦးဆောင်သည့်ညွန်ပေါင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက်ယခုကဲ့သို့ကြေညာချက်ထွက်ပါလာခြင်းဖြစ်သည်ယခုပြုလုပ်မိတာရှိခံသောအပြစ်ခတ်ရစဲရေးသည်ငင်းချင်းရေးဆွေးနွေးညှိနှိုင်းမှုစီတို့ပါလမ်းကင်းပေးနိုင်သည်ဟုလဲစပေဟာကပြောကြားခဲ့သည် ခုနှစ်အစောပိုင်းကယူကရိန်းသမ္မတဇယ်လန်စကီးသည်ပြင်သစ်သမ္မတအီမန်နူဝဲမေခရွန်ဂျာမနီဝန်ကြီးချုပ်ဖရမစထရစ်ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်နှင့်ဗြိတိန်ဝန်ကြီးချုပ်ကဲစတာမာတို့ပါဝင်သည့်ညွန်ပေါင်းကောင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟုလည်းသိရပါသည် ယူကရိန်းနိုင်ငံသားရေးဝန်ကြီးဌာန၏အဆိုအရခေါင်းဆောင်၅ဦးသည်ငင်းချင်းရေးကြိုးပမ်းမှုများကိုအာယုံဆိုင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်လည်းအကျိုးရှိသည့်ဆွေးနွေးမှုများကိုဖုံးဖြင့်ဆွေးနွေးနိုင်ခဲ့သည်ဟုသိရပါသည်ကုံတွေရေးစပွဲကြောင့်ကန်တို့တရုတ်ကုံတင်ပို့မှုကြဆင်းပြီးခဲ့တဲ့ဧပြီလအတွင်းကအမေရိကန်ပြည်အောင်စုကိုတရုတ်ကုံစီတင်ပို့မှုကြဆင်းခဲ့သလိုကုန်ပစ္စည်းရောင်းအားလည်းတိတိတတ်တာကြဆင်းသွားတယ်လို့တရုတ်နိုင်ငံကထုတ်ပြန်လိုက်ပါသည် တရုတ်ရဲ့ထိတ်တန်းကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့အမေရိကန်ကို တင်ပို့မှုတွေဟာပြီးခဲ့တဲ့လနဲ့နှိုင်းရှင်လိုက်ရင်18.6ရာခိုင်နှုန်းအထိကျဆင်းသွားတယ်လို့ဆိုပါသည်။ဒါပေမဲ့တခြားနိုင်ငံတွေမှာတော့တရုတ်ရဲ့တင်ပို့ကုန်တွေကညှော်မှန်းထားတာထက်ပိုများနေပြီးဒီအခြေအနေတွေဟာတရုတ်နဲ့အမေရိကန်ကြားပြင်းထန်တဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ဖြစ်ရပါသည်။ တရုတ်ထုတ်ကုန်တွေအပေါ်မှာအမေရိကန်ကောက်ယူတဲ့အခွန်တရ45ရာခိုင်နှုန်းအထိမြင့်တက်လာပြီးတချို့ထုတ်ကုန်တွေဆိုရင်စုစုပေါင်းကောက်ယူတဲ့အခွန်245ရာခိုင်နှုန်းအထိရှိပါသည်။ဒါကြောင့်တရုတ်ကလည်းအမေရိကန်ထုတ်ကုန်တွေအပေါ်125ရာခိုင်နှုန်းအခွန်တက်မှတ်တဲ့အပြင်အမေရိကန်ကုမ္ပဏီတွေကိုပြစ်မှတ်ထားတဲ့ အခြားရေးယူလုံဆောင်မှုတွေကိုလည်းဆောင်ရွက်နေပါသည်ဒီလိုဖြစ်ရတာက ကုန်စည်တွေကိုအခြားနိုင်ငံတွေကတဆင့်လမ်းလွဲပို့ဆောင်နေတာနဲ့အကောက်ခွန်တစ်တွေ စတင်မကောက်ခင်ကချုပ်ဆိုထားပြီးဖြစ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေရဲ့တည်တန်းကာလကြောင့်ဖြစ်နိုင်တယ်လို့လေလာသူတွေကခံမှန်းသုံးသပ်ထားကြပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးအားပေးကြအောင်နော်